တနင်္သာရီတိုင်းဒေသကြီးကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်ခွဲရှိတောအုပ်အတွင်မှာရှားပါမျိုးစိတ်ကြံ့သူတော်တကောင်ကိုတွေ့ရှိခဲ့လို့သိရပါဗျ။ခမောက်ကြီးမြို့နယ်ခွဲအေးမြတာယာကျွော်မှဒေသခံတအူးဖြစ်သူဦးစိုးထိုက်ဟာတောင်ယာခုတ်ဖို့အတွက်တောအသွင်းသို့သွားရောက်စဉ်ကြံ့သူတော်တာမီကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနဲ့မိခင်ဖြစ်သူအကောင်ကြီးမှထွက်ပြေးသွားပြီးတော့ကြံ့သူတော်တာပေါက်လေးမှာကြံခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ဖမ်းဆီးရမိခဲ့တဲ့ကြံ့သူတော်သားပေါက်လေးမှာအထီးဖြစ်ပြီးတော့အလျား32လက်မှအနံ18လက်မှလုံးပန်း23လက်မှရှိတာဖြစ်ပါတယ်။အဲ့ဒီကြံ့သူတော်ကိုတာယာခုတ်သူမှနန်တော်စစ်စေးရဲ့အခြေကုပ်စခန်းရှိတာဝန်ရှိသူတွေထံကိုမတ်လ15ရက်နေ့ကလာရောက်အနံခဲ့ပြီးတော့တစ်တော်မှာတာဝန်ရှိသူတွေစစ်ဆေးပြီးနောက်ရှာပါမျိုးစိကြံ့သူတော်ဖြစ်တယ်လို့အတည်ပြုခဲ့ကြောင်းသိရပါတယ်။ကြံ့သူတော်သားပေါက်ကလေးကိုမတ်လ22ရက်နေ့ကစစ်ဗျူဟာခြေဆိုင်ကော့တောင်းမှာ စစ်ဗျူဟာမူဘုံမူကြီးနိုင်တင်ရွဲကတတော်တူညမှုဦးတင်ထွန်းထံသို့အောင်သူဝခမမှာ အခမ်းအနားနဲ့လွှဲပြောင်းပေးရခဲ့လို့သိရပါဗျာ။